ဖိုက်ထရကလေး73ပါအောင်မတီးဘူးတဲ့မမတို့ရဲ့စဉ်းစားကြည့်ကြပါဦးညီမညီမလေးမတို့မွေးလဲရတယ်အဲ့ဒီကလေးလေးကိုသူသမီးလေးကိုအားနေမယ်နဲ့အခုဘယ်လိုလဲဆိုတော့လေညီမလေးကသူရလေတော့မလင်းသွင်းရတယ်သူကသူလိုလိုပေါ့နော်အခုကြတော့သစနေရင်ညနေရကလေးမွေးထားတဲ့ကလေးမီးကဒီမနေ့ရောက်တော့သူလက်ရောက်ချင်တယ်သူသမီးလေးကိုလည်းသူတို့ဘာမှမဟေးရော့ စကိုင်းစမင်္ဂလာပါကေဘရိုရဒီဗျူဖိုင်လေးကတော့တကယ်စိတ်ကောင်းစရာဗျူဖိုင်လေးတကူပါအာဆေးရုံမှာကလေးသွားမွေးရင်းနဲ့ဒီမေးတွင်းထင်မှာပဲကလေးကဆိုးဆိုးရော့ရော့အရှင်တွေတကူကြောင့်အသက်ဆုံးပါသွားရတဲ့အာဖြစ်စနေပတ်သက်ပြီးတော့ဒီအမကနေပြန်ပြောပြထားတာပါတကယ်လည်းစိတ်ကောင်းအာဖြစ်ရပါတယ်ဆိုတော့ဗျူဖိုင်လေးကတော့ဘုဒ္ဓအဖြစ်ပြန်နေအမျှဝေလေးရှင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းဒူလေးပါချစ်ချူပေးဖက်ကလေးပြရစေโอเค let's go ိုင်း20ရက်နေ့မနေ့ကပေါ့နော်မနေ့ကညီမတင်ထားတဲ့ post နဲ့ပတ်သက်ပြီးတော့ကျွန်မညီမလေးကလေးမိဖွားရင်းနဲ့မိရင်းနဲ့မှာကလေးလေးဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးနဲ့ရှင်းပြပေးတာပေါ့နော်စာနဲ့ comment တွေပြန်တဲ့ခါကျတော့လည်းမပြည့်စုံတဲ့ခါကြီးရှိတော့နောက်ပြီးတော့မိမိလောင်းလေးတွေပေါ့နော်ကျွန်မညီမလေးလိုမျိုးမိခင်ဖြစ်လာမယ်မိမိလောင်းလေးတွေကိုလည်းတတိပေးစကားလေးပေါ့နော်အဲ့လိုလေးလေးပြောလို့ရတယ်မျိုးအကြံပေးတာပေါ့နော်ကျမတို့တွေးကြုံခဲ့ရတဲ့ဟာလေးကိုမျှဝေပေးတာပေါ့နော်ဖြစ်စင်ရဘလို့လဲဆိုတော့ ကျမတို့ရဲ့ရောက်ဒီတိုင်းအင်ကယ်ဘူမျိုးနဲ့ထူးကြီးမျိုးပေါ့နော်တိုက်နေပြည်သူစေရုံမှာကျမညီမလေးကမိဖွားတာမိဖွားတော့ကလေးကစသုံးပေါင်းရှိတယ်ရိုးရိုးမွေးရင်းနဲ့ကလေးမမွေးနဲ့လို့ဆုံးတာပေါ့နော်အဲ့ဒါကိုရှင်းပြရမယ်ဆိုလို့ရှင်ညီမလေးကဝါတယ်ဟိုဝါတယ်ပြီးလို့ရှင်ဖိုက်ခေါက်ထူတယ်ပေါ့နော်ဖိုက်ခေါက်ထူတယ်ပြီးလို့ရှင်ညီမလေးမှာကအရင်ကလေးလေး တူးလေးပေါ့နော်တူးယောက်ျားလေးတုန်းကလည်းလာမစေပဲမွေးလို့ဆိုပြီးတော့လာမစေပဲမွေးလိုက်တာပေါ့နော်လာမစေတော့ကလေးကဖမ်းမတင်လိုက်ဘူးပေါ့နော်အဲ့လိုပဲဈေးကိုဖမ်းမွေးတာကလေးပထမတချိန်ဆုံးရှုံးထားဘူးလေပေါ့ဆုံးရှုံးထားဘူးလေအခုဒုတိယတချိန်ဒုတိယတချိန်မှာ तू အဲ့လိုဖြစ်မှာဆိုလို့ तू ကြောက်တော့ဇာဝင်နဲ့အပ်တယ်စပြီးတော့ဘိုက်ကြီးရဲ့ဇာဝင်နဲ့ပြရတယ်ပြောရှင်ဘိုက်ကြီးပြီးတော့သုံးလားလောက်မှလာမသိဘူးအတော်ဆုံးရိုက်တယ်ပေါ့နော်ကလေးနေသားလေးတည်ခြင်းလို့အတော်ဆုံးဒီဘိုက်ရိုက်တော့ပုံအစဉ်ပြေတယ်အဲ့ရနေပြီးတော့ရိုးရိုးမွေးမယ်ပေါ့နော်ရိုးရိုးမွေးမယ်ဆိုတော့စိတ်ကလေးနဲ့ ခုဒီမွေးကနီးဖြစ်သွားရောပေါ့နော်မွေးကနီးဖြစ်သွားတဲ့အခါကျတော့မွေးကနီးမှလည်းမမိခင်မဆိုအန်ထရာဆောင်အစ်ထက်ရိုက်ရတယ်နော်ဂျာမနီကလည်းရိုက်ခိုင်းတယ်လေအချိန်မှာအန်ထရာဆောင်အစ်ထက်ရိုက်တဲ့မွေးကနီးမှလည်းကလေးနှလုံးကုန်ကန်နေအကုန်မှန်တဲ့ကလေးကကျမ်းမကြီးကောင်းတဲ့မိခင်ကရိုးရိုးမွေးမယ်ဆိုလို့ရှိရင်လည်းမွေးလို့ရတယ်ပေါ့နော်အလုံးနဲ့ညီမတို့တည်ထားတာကနေပြီးတော့မမွေးခင်မိမပွားခင်နဲ့ရဲလောက်လို့မှလက်တယ်ပေါ့နော်လက်တယ်ဆရာမတူးနဲ့လည်းအဲ့လိုသူတို့ပြကြည့်လိုက်တဲ့ခါကျဆရာမဘယ်လိုဘာကြီးအရန်ပူနေတော့ပေါ့နော်ပြကြည့်တော့ဆရာမ အကလေးအရင်မတော်ဘူးတဲ့ကလေးညက်တယ်တဲ့ဘက်ကောက်ကြီးထူလို့ပေါ့နော်ရေများပြီးတော့တဲ့ဘက်ကောက်ကြီးထူလို့အရင်ပူနေတာပါလို့အစီအမကိုအရင်ပြောတယ်အဲ့ကနေပြီးတော့မနေ့က22ရက်နေ့ပေါ့နော်မနေ့က22ရက်နေ့မှာအဲမနေ့နှစ်နာရီလောက်မှာရေမွားပေါက်တယ်အိမ်မှာပဲပေါက်တာဒီကျမတို့အိမ်နဲ့ဆေးရုံတွေကလန့်ခွန်ရောင်ကြားတယ်နင်းနီလေးအဲ့တော့ရေမွားပေါက်တော့ချက်ချင်းပဲဆေးရုံတက်တယ်ဆေးရုံတက်တော့ဆီယမ်မာကြီးစစ်တယ်ဆီယမ်မာကြီးစမ်းတယ်ပေါ့နော်စမ်းတက်တော့လူသေးတယ်ပေါ့မွေးဘွား လိုသေးတော့ရက်လိုတာတော့မဟုတ်ဘူးပေါ့နော်나이ပိုင်းလိုသေးတယ်ပေါ့အဲ့ကနေပြီးတော့၄နိုင်မှာဆရာဝန်ကြီးကရောင်းလဲတယ်ကျမတို့ရှင်မှာဆရာဝန်ကြီးကရောင်းလဲတဲ့ချင်းတက်တက်ရှိဆရာဝန်ကြီးကရောင်းလဲတယ်ဆို၄နိုင်မှာကြည်လာတော့တိန်ကလက်သုံးလုံးပဲပွင့်သေးတယ်လူနာလူနာရှင်ကိုမေးတယ်ပေါ့နော်ရိုးရိုးမွေးချင်လားခွဲမွေးချင်လားဆိုတော့မိဘကြီးကတော့ဆရာရဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ရိုးရိုးပဲမွေးချင်တယ်ကျတော့အဲ့ကနေကဲဟုတ်ပြီဒါဆိုရိုးရိုးမွေးဖို့စောင့်မယ်ပေါ့စောင့်တော့ကျမပြောချင်တာအနက်နန္နာကြီးကဘိုင်းနာလို့သွားတယ်လူနာကိုရိုးရိုးမွေးလို့မရရင်ခွဲမွေးရမှာဆရာဝန်ရဲ့ သုံးစံမဟုတ်ဘူးလားအဲ့တော့ဆောင်းဝါးနဲ့ချန်ပေးရမှာနော်ကလေးကဘယ်နှစ်နာရီမှမွေးလဲဆိုတော့ညနေ3နာရီမှမွေးတယ်ကလေးကအဲ့ကြားထဲမှာဘူးမဘာမှမပြောချောက်လားဘိုက်ကအရန်နာလာတယ်ညနေမွေးကနေမှာပေါ့နော်ညနေမွေးကတော့ဘိုက်အရန်နာလာတဲ့ခါကျတော့ဆောင်းဝါးကပြောတယ်ယူယူမိဘတွေမိရဲ့ယူမွေးချင်တာခွင့်မွေးချင်တာအဲ့ဒီအချိန်ဒီဘိုက်ထဲကကလေး73ပေါင်ဆရာဝန်မသိဘူးဘိုက်ထဲမှာကလေး73ပေါင်ဖြစ်နေတာဆရာဝန်မသိဘူး73ပေါင်ဆိုတာများတော့ထောတာနော် အာရိုးရိုးမွေးချင်တော့ခွေးမွေးချင်မိဘတွေကဆရာရဲ့ဖြစ်နေရင်တော့ရိုးပဲမွေးချင်တယ်ဒါပေမဲ့ခွေးရမယ်ဆိုရင်မတတ်နိုင်ဘူးပေါ့ဒါပေမဲ့ဆရာဝင်ကလုံးဝတတိချခွေးရမယ်လို့မပြောဘူးဒီရိုးရိုးမွေးဖို့ပဲစောင့်တော့ညနေပိုက်ရမ်းလာတဲ့အချိန်ကျတော့အရင်ပိုက်ရမ်းလာတဲ့အချိန်မှာတဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်တဲ့လူကြီးအသက်ကောကလေးအသက်ကောလူပါမှာတဲ့ဆိုတော့မိဘဘက်ကစဉ်းစားကြည့်ပါဦးမတို့ရဲ့အဲ့ဒါနဲ့ရိုးရိုးမွေးရမယ်ပေါ့ရိုးရိုးမွေးရောကလေးကညစ်တော့ညီမလေးကလည်းသူအားကြီးတယ်လို့ပေါ့နော်သူ့ပိုက်ထဲမှာသူတိတာကအဲ့ဒါမှအဲ့ဆရာမကြီးပြောတဲ့ ိတ်ရက်ကလေးအရင်မထွားဘူးဆိုတာပဲ तू တီးတဲ့အတွက်ကြောင့်မို့ तू तू သမီးလေးကို तू မရရအောင် तू ညစ်ပြီးမွေးရဲပေါ့နော်မွေးတော့ကလေးကကောင်းထွက်လာပြီညနေ3:00နာရီမှာကလေးကောင်းထွက်တဲ့အခါကျတော့ကလေးကအရင်ထွားနေပြီ73ပေါင်ဆိုတာအမတို့ကကြားဘူးကြလားကလေး73ပေါင်ဆိုတာကျမတော့ဒီကျမအသက်ဒီကလေး73ပေါင်တော့မကြားဘူး6ပေါင်တော့မှပဲမိဘတွေအသေးအနမွေးရတာလေအဲ့ကလေး73ပေါင်ဆိုတော့ကလေး73ပေါင်ရောသူမရမကညစ်ပြီးမွေးတော့ကလေးကကောင်းထွက်လာပြီ မေရဆက်မညင်နိုင်တော့ဒီစသုံးပေါက်ကလေးကြီးကိုမေရဆက်မညင်နိုင်တဲ့ချိန်မှာဆရာဝန်ကဘာပြောလဲဆိုတော့ဒီကောင်ကိုတဲပြတ်တဲ့ပြီးဘိုက်ကိုခွဲမယ်ဆိုရင်နှယောက်တလုံးမလွယ်ဘူးပေါ့နော်မိဘရောမိခင်ရောကလေးရောမလွယ်ဘူးဆိုတော့အဲ့အချိန်မှာတက်ပြီးတော့လူနာရှင်တို့တက်မေးတယ်လူနာရှင်တို့တက်မေးတာဘုံနောက်ဆုံးပြောတာပေါ့နော်မိခင်တဲ့ကလေးတဲ့မဲ့တယောက်ယောက်ကိုတော့စွန့်လို့ရမယ်ပေါ့ဆိုတော့ ဒီလူနာရှင်မိဘတွေကလည်းစွန့်လို့ရမယ်ဆိုလို့ရှင်အမလို့စဉ်းစားကြည့်ပါဦးကလေးဆိုတာပြန်ယူလို့ရတယ်ပေါ့လူကြီးတွေဆိုတာကလည်းအခုကလေးမျိုးဘယ်လိုပြောမလဲအဒီပညာရေးမကျော်ဝါနေဘူးလေဒီစီယာဝင်းလေးပြောတဲ့စကားကိုပဲသူတို့မှာသုံးဖြတ်ကြတာပေါ့နော်အဲ့ချိန်မှာသူတို့ကိုယ်တိုင်လည်းမိခင်တွေပြင်နေတဲ့အတွက်ကြောင့်သူတို့သမီးလေးကိုပဲသူတို့ယူရတယ်ပေါ့နော်ကလေးကိုတော့ဆရာရဲ့ဖြစ်နိုင်ရင်တော့တာမီနီယောက်ဆိုလို့လိုချင်တာပေါ့မဖြစ်နိုင်တော့ဘူးဆိုရင်လည်း မေဟိုပဲရွေးပါမယ်လို့ဆိုတော့ဆီယောင်ရဲ့အဲ့စကားနဲ့ပဲလူနာရှင်တွေဘက်ကလည်းအဲ့စကားပြောပြီးဆီယောင်ရဲ့ကလေးကိုညက်တင်နေသွေးတို့ကြောင်သူတို့စိတ်ထဲမှာကလေးတက္ကသိုလ်ရင်မကြီးတော့ဘူးဆိုတော့ကလေးကသူတို့လက်ထဲမှာပဲကလေးကဘာပြောမစွင်ကလေးကိုတပ်ပြီးထုတ်လိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်အဲ့လိုနဲ့ကျမတို့မလေးကိုဆုံးရှုံးလိုက်ရတယ်ပေါ့နော် ။ဆရာဝန်ကဖိုက်ထရကလေး73ပါအောင်မတည်ဘူးတဲ့။မမတို့ရဲ့စဉ်းစားကြည့်ကြပါဦး။ဒီမကြီးမလေးမတို့မွေးလိုက်ရတယ်အဲ့ဒီကလေးလေးကိုသူသမီးလေးကိုအားနေမယ်နဲ့။အခုဘလို့လဲဆိုတော့လေဒီမလေးအတွေ့ရလေတော့မလင်းသွင်းရတယ်သူကသူလေးလိုလိုပေါ့နော်။ခုကြတော့သစနေရနေညနေရကလေးမွေးထားတဲ့ကလေးမိရဒီမနေ့ရောက်တော့သူလည်းရောက်ချင်တယ်တဲ့သူသမီးလေးကိုလည်းသူတို့ဘာမှမေးရော ျမတို့ကလည်းလိန်ရတာမိဘတွေကလည်းလိန်ရတာသမီးရဲ့ကလေးကထွားတော့အသက်ရှူကမွေးရတာပေါ့နော်လက်ဘင်းဟိုကသမီးမွေးတဲ့အချိန်မှာလက်ဘင်းညင်ပြီးသလိုဖြစ်တော့ကလေးကအသက်အသက်ရှူစက်နဲ့အောက်ဆီဂျင်လေးနဲ့အသက်ရှူနေရတယ်ပေါ့အဲ့လိုလေးလိန်တာတော့သူအားလေးဟိုပဲသူစိတ်ထဲမှာအော်သူသမီးလေးတဲ့သူဆူတောင်းနေတာသူရဲကြောက်နေရအရင်ကလေးလေးလိုသူဖြစ်မှကြောက်နေတာမိဘတွေကလိန်တာတော့ တို့တွေ့ချင်တယ်လေသူသမီးကနာကနာမင်းနဲ့မိဘတွေအဲ့လိုပဲလဲပတ်ပြီးလဲတဲ့မနေ့ကကြာသူလမ်းလျှောက်ချင်တယ်ဆိုအင်းမိဘတွေကအဲ့သမီးရဲ့တဲ့ဥမမွေးတာပေါ့နော်ချက်ကြီးလမ်းလျှောက်လို့ဘယ်မှာပြုံးမလဲတက်တာမလျှောက်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့သူ့စိတ်ဘူးတော့ဘူးတဲ့သမီးမမြန်တက်တာမသမီးသမီးလေးကိုချီရမှာတဲ့အဲ့လိုပြောတဲ့မိခင်တရားပဲရင်နေရခံစားချက်တည်းဦးအဲ့စီအောင်နေနားလဲပြီးနိုင်သိကောင်းပါပဲလို့ ူအပြစ်လို့လဲမပြောချင်ပါဘူးဘသူအပြစ်ပေါ်မှလည်းမသိဘူးကလေးစတော့မမသိတဲ့ဆရာဝန်ရဲ့အပြစ်လားတမမလူကြီးနဲ့ကလေးကိုရွေးလိုက်တဲ့ကျမအမေရဲ့အပြစ်လားတမမကလေးကမထွားဘူးသူပြောသူလိုက်တဲ့ဆရာမရဲ့အပြစ်လားကျမတို့မောင်နှမတွေအနာမမနေပြီနဲ့ကျမတို့မောင်နှမတွေရဲ့အပြစ်ပဲတင်ပါတယ်ကိုရီးယားအကြီးဖြစ်ပြီးတော့ကိုညီမလေးကိုမဆောင်ချောင်းနိုင်ဘူး။အဲ့ အခုပေါ့နော်မေမေဖြစ်မဲ့ညီမလေးတွေရော အမတွေရောပေါ့နော်ဒီမညီမလေးတို့မျိုးမဖြစ်ဖို့ပြယူဆိုင်ကြပါလို့ဆရာဝန်လေးဆိုဘယ်လောက်ပဲသူတို့ပညာတတ်တယ်သူတို့စေပညာကိုဘယ်လောက်ပဲတော်ပါလဲပဲပြောပြောတော်ရဲ့ဆရာဝန်လေးရှိသလိုမျိုးဆရာဝန်လေးလက်ချက်ကြောင့်အသက်ဆုံးရှုံးတဲ့သူတွေလည်းရှိပါတယ်လို့အခုလက်ရှိထိတော့ညီမညီမလေးကိုမြင်ဘုန်းတော်မပြောရဘူး တနာဆုံးလို့ဒီနေ့မှလည်းရခင်စားရတယ်ဘူးကန်စားနေတဲ့ချမညီမလေးတွေအမတို့ဒီဗီဒီယိုလေးဆောင်းအောင်ကြည့်ပြီးသွားရင်မိခင်တဲ့မိခင်တွေပေါ့မိခင်ရောကလေးရောတွေအဘိစကားလေးနဲ့ဆူတောင်းစကားလေးတွေပြောခဲ့ကြပါဦးလို့နောက်ဆိုပါလေတော့ဒီနေ့တော့ဘီလိုကျေးဇူးတင်ပါတယ် ကဲဆိုတော့မြာဒါကတော့เนาะဒီခလေးမွေးခါဒီကိုမန်တတိကမြာ extra sound နှစ်ခါသုံးခါလောက်ရေးရထင်ပါတယ်เนาะအထူးသဖြင့်တော့ဒီမွေးခါနေ့မှာတစ်ခါရေးရတယ်မြာဆိုတော့မွေးခါနေ့ရေးရတဲ့အချိန်ကဒီခလေးဟာဘယ်လောက်ထိထောလဲဆိုတော့အအနေထားကိုသိချင်တော့ပေါ့ဆိုတော့ဒီစစ်သုံးပေါက်ရှိတဲ့ခလေးကိုမြာဒီရိုးရိုးမွေးဖို့ဆိုတော့ဒါ အာမဖြစ်နိုင်တလောက်ရှိတယ်เนาะဒါတော်တော်ထောတဲ့ခရေပါစေသူမော်ဆိုတာเนาะဆိုတော့ဒီဟာမှာဆရာဝန်တွေကလည်းဒီဒါသူကဒီခလေးမေကလည်းဝေါ်တယ်ဗျာเนาะခလေးကလည်းစစ်သုံးပေါက်ထိဆိုတော့ဒါဆရာဝန်တွေရဲ့အကြံစကားကတော့အကြံပေးရမယ်ဗျာเนาะဒါကတော့ခွေစိမ်မရမှာဆိုရင်ခွေစိမ်မရမယ်ပေါ့ဆိုတော့စစ်သုံးပေါက်ကိုဒီရုပ်ရုပ်ငွေဖို့ဆိုတာကတော့တော်တော်တော်တော့မဖြစ်နိုင်ပါဘူးเนาะ ဆိုတော့ဒါဆရာဝန်ကြီးကဒီအကြံပေးမွန်းဒါနည်းနည်းလိုအပ်မယ်လို့ထင်ပါတယ်ဆိုတော့ဒီအမိုင်းရဲ့ပြောကြားချက်ကလည်းတော်တော်ကြီးကိုအာဒါအာစိတ်ကောင်းစရာလေးပါဗျာနော်ခလေးရမယ်ဆိုရင်သူခလေးအသက်ရှိတဲ့ထင်ပြီးတော့မှညောင်းရင်းရှယ်နေခလေးရှိဖို့ဆိုပြီးတော့မှနော်ဆိုတော့တော်ကြီးစိတ်မကောင်းလည်းဖြစ်မိပါတယ်ဆိုတော့အာခလေးအမေဖြစ်လာမဲ့အာအမေမေလောင်းနေလဲ ဆေးရုံစစ်ခန်းသွားရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်ကြီးနဲ့သတိထားဖို့လိုပါတယ်ဒါအတော်တော်ကြီးရဲ့အန္တရာယ်များတဲ့ဒီကလေးမွေးရှင်ဆိုတာတော်တော်ကြီးရဲ့အန္တရာယ်များပါတယ်ဆိုတော့တော်တော်ကြီးရဲ့ကယူစိတ်ဖို့လိုပါတယ်ဗျာနော်အာကြားရတာတော့တကယ်လည်းအာစိတ်မကောင်းဘူးလေဖြစ်မိပါတယ်ဆိုတော့ဗီဒီယိုဖိုင်လေးကတော့အာဘုသူတာဖြစ်ပြန်တယ်မြဝေနေရှင်ဖြစ်ပါတယ်ဆိုတော့ဗီဒီယိုဖိုင်လေးကိုတော့အဆုံးသတ်နေပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်တွေ့ကြအောင် See you next video